ဒီဒါဆိုရင်ဦးနိုင်တို့ဒီပြန်ကြတဲ့ပတ်သက်ပြီးတော့เนาะဒီမှာကလင်နာတာအဟောင်းလေးနဲ့ပေါ့เนาะဒါ2025မှာပြန်ကြ3ချိန်လာမယ်ဆိုပြီးတော့ဒါဒီမူလေးနဲ့ဦးနိုင်ကပြခဲ့တယ်ပေါ့เนาะပြခဲ့တယ်ဆိုတော့ကောင်းပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာဒီ3လုံးပေါင်းချင်းခွန်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 ဆိုပြီးတော့ခွန်ဖြစ်ချင်း4မျိုးကစားတယ်ပေါ့เนาะ ဂျားထဲမှာသူက၃နှစ်ချားတယ်၃လုံးပေါင်းချင်းခွန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 ်ဆိုပြီးတော့လေခွန်ဖြစ်ချင်း၄မျိုးကစားတယ်ပေါ့နော်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့တတိယအကတ်မှာလေတစ်နှစ်နှစ်နှစ်၃နှစ်ချားတယ်၃လုံးပေါင်းချင်းခွန်၃လုံးပေါင်းချင်းခွန်၃လုံးပေါင်းချင်းခွန်သုံးလုံးပေါင်းရင်ခွန်းဆိုပြီးတော့ခွန်းဖြစ်ချင်းသူက၄မျိုးကစားတယ်ပေါ့နော်ဟုတ်ပြီ အဲ့ဒီတော့အဲ့ဒီလိုခွန်ဖြစ်ခြင်း၄မျိုးကစားပြီးတာနဲ့เนาะသူ့ရဲ့နောက်တဲ့နှစ်မှာတနစ်ချပြီးဒီဘက်နှစ်မှာပြန်ကြကနန်းသည်၃ကလာတယ်ပေါ့เนาะအဲ့တော့ဒီမှာ၄၅နှစ်ဆိုတဲ့ကနန်းက၅လေးနှစ်လို့ပြန်ကြတစ်ခါလာတယ်เนาะနောက်တစ်ခုဒီမှာ၈၉၆ဆိုတဲ့ကနန်းက၉၈၆ဆိုတဲ့တစ်ခါလာတယ်ဒီမှာဒီ၁လေး၁ဆိုတဲ့ကနန်းက၄၁၁ဆိုပြီးတော့ပြန်ကြဒီမှာတစ်ခါလာတယ်ပေါ့เนาะ၃ကကြတယ် ဒုတိယဒီခွန်ဖြစ်ခြင်း၄မျိုးဖြစ်တဲ့စနစ်ထဲမှာလည်းတနေ့ချပြီဒီဘက်နှစ်မှာခွန်6နှစ်ဆိုတဲ့ကဏ္ဍဒီနော်ဒီမှာခွန်6လို့ပြန်ကြတခါလာတယ်ဒီ43ကတ43လို့ပြန်ကြတခါလာတယ်630ရာ360ဆိုပြီးတော့ပြန်ကြတခါလာတယ်ပေါ့နော်အဲ့တော့ပြန်ကြသည်3ခါလာတယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့လည်းအခုဒီမှာခွန်ဖြစ်ချင်းဒီ၄မျိုးကစားတော့ တနေ့ချပြီဒီနှစ်ထဲမှာ2025ခုနှစ်ထဲမှာနော်2025ခုနှစ်ထဲမှာပြန်ကြကနန်း၃ချိန်လာမယ်ဆိုပြီးဒါဦးနိုင်နှစ်ဆကလေးကပြပေးခဲ့တယ်ပေါ့နော်ပြပေးခဲ့တော့အခုဦးနိုင်ရဲ့မိတ်ဆွေတွေကဒီအချိန်မှာပြန်ကြကမလာနိုင်ဘူးလားမလာနိုင်ဘူးလားလို့တောင်းဆိုတဲ့မိတ်ဆွေတွေအတွက်ကိုဒါဦးနိုင်ကဒီအချိန်မှာဒီစနစ်ထဲကနေပြီးတော့ပြန်ကြကနန်းတကွက်ကစားလို့ရတယ်ဆိုတာလေးကိုဦးနိုင်ကပြပေးမှာပေါ့နော်အဲ့တော့ပြန်ကြကြိုက်တဲ့မိတ်ဆွေတွေ ဒါကိုကြိုက်တဲ့ကဏ္ဍကိုကိုရွေးထိုးရုံပဲရှိတာပေါ့နော်အဲ့တော့ပြန်ကြကိုဒီစနစ်ကနေဘယ်လိုဖမ်းလဲဆိုတော့ဦးနိုင်ကခွန်ပြချင်း၄မျိုးထောက်ခဲ့တဲ့အတွက်သူ့ရဲ့နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းကြီးကိုကိုရဲ့နှက်ခတ်၆ထဲလို့သူက၉နဲ့၆နဲ့သူနှက်ခတ်ထည့်ခဲ့တယ်ဒုတိယအကတ်မှာလည်းခွန်ပြချင်း၄မျိုးကစားတယ်နောက်တစ်နှစ်မှာဒီသုံးလုံးပေါင်းကြီးကိုကိုရဲ့နှက်ခတ်၆ထဲလို့သူကစားခဲ့တယ်ဟုတ်ပြီဒါဆိုရင်ခွန်ပြချင်းဒီမှာတတိယအကတ်မှာ လေးမျိုးကစားတယ်နောက်တစ်နှစ်မှာဒီသုံးလုံးကိုကိုရဲ့နှက်ခတ်6ထိတ်လို့သူကကစားခဲ့တယ်ကစားခဲ့တော့ဟုတ်ပြီဒါဆိုရင်ဥနိုင်ကဒီခွန်နေ6တွေ9တွေကိုဖြစ်စဉ်ကိုတီးပြီးတော့ဥနိုင်ကကစားကျင်တော့တာပေါ့နော်အဲ့တော့ဒီခွန်ဖြစ်ရှင်တွေတည်တယ်ဒီ9ကိုဒီ6လို့တည်တဲ့အတွက်6နဲ့9နဲ့ညီနက်ခတ်တည်နော်6နဲ့9နဲ့နက်ခတ်တည်ဒီနှစ်ထဲမှာဒီ6ထိတ်လို့ဖြစ်ခဲ့လို့အဲ့ဒီနှစ်ထဲမှာ နော်ဒီနေရာလေးမှာ6ထိပ်လို့ခန့်ပြီး6ရဲ့နှက်ခတ်ဒီဒီသုံးလုံးပေါင်းရင်9လို့ထည့်ပြီး6ထိပ်ဒီသုံးလုံး9ဒီမှာလည်းအဲ့ဒီလိုပဲ6ထိပ်ဒီသုံးလုံး9အဲ့ဒီ6 9နှက်ခတ်ကိုနော်6ထိပ်ဒီသုံးလုံး9လို့ဖြစ်တာရဲ့အောက်မှာထွက်တဲ့ဒီကနန်းဒီသူ့ရဲ့အပေါ်ကပြန်ကြကနန်းဒါပထမတကက်ဒုတိယကမှာလည်းအဲ့လိုပဲခွန်ဖြစ်ချင်း၄မျိုးကစားတယ် ဒီဘက်နှစ်မှာဒီသုံးလုံးကိုကိုရဲ့နှက်က6လို့ထောက်ခဲ့တဲ့အတွက်ဒီ6ဒီနောက်တစ်ခါ6ထိတ်လို့ကြာနေသူ့ရဲ့ဇောင်းမှာဒီသုံးလုံးပေါင်းချင်း9လို့နှက်ကသူထောက်တယ်နော်6ရဲ့နှက်ကဒီလိုကိုကိုဒီ6ရဲ့နှက်ကဒီသုံးလုံးကိုလို့ထည့်တဲ့အတွက်သူ့အောက်ကိုကြမယ်ကနန်းဒီဒီအပုဒုရဲ့ဘောကဒီကနန်းကဒီမှာပြန်ကြလို့သူထောက်တယ်เนาะပြန်ကြလို့ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့ဒီမှာ လေခွန်ဖြစ်ချင်းလေးမျိုးကစားတယ်ဒီတုံးလုံးပေါင်းချင်းကိုကိုရဲ့နှက်ခတ်6လို့လဲသူကထောက်ခဲ့တဲ့တွေ့သူ့ရဲ့အောက်မှာ6ထိတ်လို့လဲဒီမှာစပြီးထောက်ပြီးရှေ့ရဲ့ခွန်ရဲ့လေးရဲ့ဒီတုံးလုံးပေါင်းချင်းလည်းကိုလို့သူထည့်သွားပြီဒီတုံးလုံးကိုကိုရဲ့နှက်ခတ်6လို့ဖြစ်တဲ့နဲ့6ရဲ့နှက်ခတ်ကိုလည်းဒီတုံးလုံးကိုလို့ထောက်တဲ့တွေ့ဒီနေရာမှာထွက်မဲ့ကဏ္ဍသည်သူ့ရဲ့အပေါ်ကပြန်ကြကဏ္ဍဆိုတော့ကဏ္ဍ၄ခွက်ရှိတယ်နော်၄ခွက်ရှိတယ်ဆိုတော့ ဖုံးနိုင်နိုင်ဥနဲ့ဥနိုင်ကတော့ဘယ်ကနန်လေးဖြစ်နိုင်လဲဆိုတာကိုဒါဥနဲ့ကရွေးပေးခဲ့မယ်နော်ပြန်ကြကြိုက်တဲ့မိတ်ဆွေတွေကဒီကနန်၄ခွက်လုံးကိုအလုံးပတ်လက်ထိုးမှ15ခွက်ရှိတာပေါ့ဗျာဒါကြိုင်လက်ထိုးလိုက်ပေါ့ဒါပေမဲ့ဥနဲ့ကတော့တစ်ခွက်ရွေးပေးခဲ့မယ်နော်ဟုတ်ပြီအဲ့ဒီတော့6ရဲ့နှစ်ခတ်9လို့ဖြစ်လို့6ထိပ်ဒီ3လုံး9လို့ဖြစ်တာရဲ့အောက်မှာသူ့ရဲ့အပေါ်ကဒီကနန်းကပြန်ကြလို့ ထွက်တဲ့အချိန်မှာဘယ်ကနန်းကြမှာလဲခွန်ဖြစ်ချင်း၄မျိုးကစားကြတဲ့တွေ့ရှေးနှလုံးပေါင်းခွန်းလို့ဖြစ်တဲ့ကနန်းပြန်ကြတယ်လို့ယူဆပေးလိုက်တယ်နော်ဒုတိယအကတ်မှာလည်းအဲ့ဒီလိုပဲ6ရဲ့နှက်က9လို့ဖြစ်ခဲ့လို့6ထဲဒီသုံးလုံး9လို့ထောက်တဲ့အတွက်ဒီနေရာမှာထွက်မဲ့ကနန်းဒီခွန်ဖြစ်ချင်း၄မျိုး ကစားကြတဲ့တွေ့ ရှေးနှလုံးပေါင်းခွန်းလို့ကြတဲ့ကနန်းကပြန်ကြလို့ကစားတယ်လို့ဒါဥနိုင်ကယူဆပေးလိုက်တယ်အခုလဲ6ရက်နက်ကဒီသုံးလုံးကိုလို့ဖြစ်ခဲ့လို့6ထိပ်ဒီသုံးလုံးကိုလို့ဖြစ်တဲ့အတွက်ဒီနေရာမှာထွက်မဲ့ကနန်းဒီခွန်းဖြစ်ခြင်း၄မျိုးကစားကြတဲ့အတွက်ရှေးနှလုံးပေါင်းခွန်းလို့ဖြစ်တဲ့ကနန်းပြန်ကြဆိုရင်ဒါ9ရာဆိုတဲ့ကနန်းတကွက်ပဲပြန်ကြလို့ရတယ်6 4ဆိုတဲ့ကနန်းတကွက်ပြန်ကြလို့ရတယ် အဲ့တော့ရှင်နှလုံးပေါင်းခွန်ဖြစ်တဲ့ကဏ္ဍဒီဒီနှစ်ကွက် ရှိတဲ့အတွက်ကို900ကြိုက်တဲ့မိတ်ဆွေက900ထိုးလိုက်89လေးကြိုက်တဲ့မိတ်ဆွေက89လေးလို့ထိုးလိုက်ပေါ့ဗျာเนาะကဲဒါကဒီ site နဲ့ပတ်သက်ပြီးတော့ဒါပြန်ကြ2025မှာပြန်ကြဆိုတဲ့ကဏ္ဍဒီ၃ချိန်လာမယ်လာမယ်ထဲကဒီနေရာလေးမှာတစ်ချိန်ပြန်ကြကစားနိုင်တယ်ဆိုတာကိုပြပေးတယ်ကောင်းပြီဒါဆိုရင်ပြန်ကြနဲ့ပတ်သက်ပြီးတော့ပြမယ်ဆိုလို့ရင်ဒါဒီနှစ်ဦးမှာကိုနောက်ပိတ်ကိုနောက်ပိတ် ကိုနောက်ပိတ်ကိုနောက်ပိတ်လို့လေးချက်ကစားတယ်ကိုနောက်ပိတ်လေးချက်ကစားတော့အဲ့ဒီနှစ်ထဲမှာเนาะအဲ့ဒီနှစ်ထဲမှာ မပြခင်ဦးနေတို့ဒီကနေစမယ်2020ကနေစမယ်ဒီ2020မှာကိုးပါတဲ့ကဏ္ဍကို38ဆိုတဲ့ကဏ္ဍဒီပြန်ကြတယ်2020ပြီးတော့2021မှာကိုးပါတဲ့ကဏ္ဍ395ဆိုတဲ့ကဏ္ဍဒီပြန်ကြတယ် ဟုတ်ပြီဒါဆိုရင်2021ပြီးတာနဲ့2022မှာ9ပါတယ်ခဏ196ဆိုတဲ့ခဏဒီပြန်ကြတယ်နှစ်ပိုင်းနော်ဟုတ်ပြီဒါဆိုရင်2020နှစ်ပြီးတော့2023မှာ9ပါတယ်ခဏ939ခွန်းဆိုတဲ့ခဏဒီဒီမှာပြန်ကြတယ်ဟုတ်ပြီဒါဆိုရင်2024မှာ9ပါတယ်ခဏ395ဒီပြန်ကြတယ်နော်ဟုတ်ပြီဒါဆိုရင် 2025မှာလဲ6ပါတဲ့ကဏန်းကပြန်ကြမယ်ဆိုလို့ရင်6ပါတဲ့ကဏန်း2ကွက်ရှိတယ်တကွက်ဒါပြန်ကြရမယ်ပြန်ကြရမယ်ဆိုတော့ကောင်းပြီအဲ6ပါတဲ့ကဏန်းပြန်ကြ မပြခင်နော်အဲ့တော့6ပါတဲ့ကဏန်းပြန်ကြရမယ်စနစ်ဒီ1 2 3 4 5ဒါ6နှစ်မြောက်9နှစ်တော့မှန်သွားပြီ6နှစ်မြောက်6ပါတဲ့ကဏန်းပြန်ကြဒါကတနည်းနောက်တစ်ခုကနောက်တစ်ခုကကျတော့ဦးနိုင်တို့ဒီမှာတိုင်မင်ไก่ပေါ့နော် ကိုနောင်ပဲ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 လို့နှစ်ဆမှာလေးကဖြစ်ခဲ့တယ်ဖြစ်ခဲ့တော့အဲ့ဒီနှစ်ထဲမှာနော်ပထမဦးဆုံးဒီမှာတို့ခွန်ပရိတ်ပေါ့ဒီနေရာမှာရှိတဲ့ခွန်ပရိတ်ဒီသူ့အပေါ်ကပြန်ကြခွန်ပရိတ်ကနေပြန်ကြတယ်နော်သူ့ရဲ့ဘေးကနေပြီးတော့ရီလိုက်ပေါ့1 2 3 4 5 6ချိန်မြောက်မှာဒီခွန်ပရိတ်ကနေကလည်းသူ့အပေါ်ကပြန်ကြတယ်ဒီမှာလဲ1 2 3 4 5 6ချိန်မြောက်မှာဒီခွန်ပရိတ်ကနေကလည်းသူ့ရဲ့အပေါ်ကဒါပြန်ကြဖြစ်ခဲ့တယ် ခုလဲဒီမှာ1 2 3 4 5 6ချိန်မှာခွန်ပရိကဏံပြန်ကြဆိုရင်ခုနဦးနိုင်ပြခဲ့တယ်ခွန်နေရာဆိုတဲ့ကဏံကလည်းပြန်ကြလို့ရတယ်လို့3ခွန်ခွန်ဆိုတဲ့ကဏံကလည်းပြန်ကြလို့ရပြန်ရောအဲ့ဒီတော့ခွန်ပရိကဏံကြိုက်တဲ့မိတ်ဆွေကဒီနှစ်ကွက်ထိုးလိုက်ပေါ့ဗျာအကျွန်တော်တို့ကတော့ခွန်ပရိမကြိုက်ဘူးကိုးပါတဲ့ကဏံကိုမှကြိုက်တယ်ဆိုတဲ့မိတ်ဆွေကဒီနှစ်ကွက်ကိုထိုးလိုက်ပေါ့ဗျာနော်အဲ့တော့ပြန်ကြကဏံဒီ၄ကွက်ရှိတယ်ခွန်ပရိကဏံပြန်ကြလဲပြခဲ့တယ် 900ပြန်ကြလဲပြခဲ့တယ်ရှေးပေါင်း900ကဏ္ဍပြန်ကြလဲပြခဲ့တယ်အခု9ပါတဲ့ကဏ္ဍပြန်ကြဆိုရလဲပြခဲ့တယ်အဲ့တော့ဒီကဏ္ဍ၄ခွလုံးကပြန်ကြနဲ့ပတ်သက်လို့ရင်ဘယ်ဟာမှကိုဟိုဘောနော်ဟိုမထိုးပဲမနေနေလို့မရအောင်ကိုစိုက်ကလေးတွေရှိတယ်ပေါ့ကောင်းပြီဒါဆိုရင်ဒီစနစ်တွေတွေကနေပြီးတော့ဒါဆို9ပါတဲ့ကဏ္ဍလေးတစ်ခွလောက်ရွေးပေးပါဆိုရင်ဥနဲ့ကဒီလိုလေးတော့ရွေးပေးခဲ့ခြင်းတယ် ဒီကိုနောမိတ်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 လို့ဖြစ်ခဲ့လို့အဲ့ဒီမှာ तू ကဖြစ်စဉ်တွေတခုပေါ့နော်ဖြစ်ခဲ့တာဒီကိုနောမိတ်ဖြစ်ခဲ့လို့များနော်ဒီကိုပါတဲ့ကဏ္ဍ196ဆိုတဲ့ကဏ္ဍဒီသူ့အောက်ကိုပြန်ကြတဲ့အချိန်မှာ तू ကကိုခါလေးဖြစ်ပြီးတော့မှကိုခါကိုခါလို့ဖြစ်ပြီးတော့မှများပြန်ကြသလားဒါနာအတွေးအတွေးလိုင်းလေးပေါ့နော်ဒုတိယကိုနောမိတ်လေအဲ့ဒီလိုပဲဒုတိယကိုနောမိတ်တော့လေဒီကိုပါတဲ့ကဏ္ဍကိုတုံညာခုံးဆိုတဲ့ကဏ္ဍဒီ သူကပြန်ကြတော့မဲ့အချိန်မှာလဲကိုးခါလေးထောက် ပြီးတော့မှသူကကိုးခါနဲ့ပဲပြန်ကြတာပေါ့နော်ဒီတတိယကိုးပိတ်လို့ဖြစ်တဲ့အချိန်မှာလဲနော်ဒီကိုးခါနဲ့ကနန်းပြန်ကြတော့မဲ့အချိန်မှာလဲကိုးခါလေးကကိုးခါလို့ဖြစ်ပြီးတော့မှပဲကိုးပါတဲ့ကနန်းကပြန်ကြတာအခုလဲဒီကိုးနောက်ပိတ်လို့ဒီမှာကိုးပါတဲ့ကနန်းပြန်ကြမယ်ဆိုတော့သူကကိုးခါကတော့ထောက်ထားတယ်ကိုးပါတဲ့ကနန်းပြန်ကြဆိုရင် ကိုခါကိုခါဆိုတော့ဒါခွန်ကိုခွန်ဆိုတဲ့ကဏ္ဍထိုးမှလာခုန ရှေ့ပေါင်းခွန်တဲ့ကဏ္ဍပြန်ကြဆိုရင်ဒီရှစ်ကိုလေးဆိုတဲ့ကဏ္ဍပဲထိုးမှလာပေါ့ဒါကတော့ကိုယ့်အကူပဲစဉ်းစားလိုက်ပေါ့နော်ဒါဥနိုင်ကတော့ပြန်ကြနဲ့ပတ်သက်ပြီးတော့နော်ကိုးပါတဲ့ကဏ္ဍဒီဒီကနေပြီးတော့တောက်လျှောက်ကြခဲ့တယ်ဒီကိုးပါတဲ့ကဏ္ဍဒီကဏ္ဍပြန်ကြတယ်ဒီဘက်နှစ်ဆိုလဲဒီကဏ္ဍပြန်ကြတယ်ဒီဘက်နှစ်ဆိုလဲဒီတိကို6ပြန်ကြတယ်နောက်တစ်နှစ်ဆိုရင်လဲကိုးတုံညာခွန်ပြန်ကြတယ်နောက်တစ်နှစ်ဆိုရင်လဲ3 9ပြန်ကြတယ်ဒီမှာဆိုရင်လဲ 6ပါတယ်ခဏပြန်ကြမယ်ဆိုရင်ဒီနှစ်ကွက်ပဲရှိတယ်နောက်တစ်ခုဒီအောက်ကနေပြီးတော့တက်လာတာဒီခွန်ပရိတ်ပြန်ကြတယ်ဒီမှာလဲခွန်ပရိတ်တွေပြန်ကြတယ်ဒီမှာလဲခွန်ပရိတ်ပြန်ကြတယ်ဒီမှာလဲခွန်ပရိတ်ပြန်ကြမယ်ဆိုရင်လဲခွန်ပရိတ်ကနှစ်ကွက်ရှိတယ်ဒါကတော့ကိုကြိုက်နှစ်တက်ရလေးတွေကိုပဲကိုရွေးပြီးထိုးလိုက်ပေါ့နော်အဲ့တော့ဥနိုင်လဲဒီနေ့မှပဲဒါဥနိုင်နေကောင်းလေးနည်းနည်းပျောက်တယ်ပေါ့နော်ဒါဥနိုင် ဟိုပါနေထိုင်မကောင်းဖြစ်နေတယ်ပေါ့နှာသီးချောင်းဆိုးဖြစ်နေတယ်အဲ့တော့ဦးနဲ့လေပြန်ကြရှိရင်ပြပေးပါလို့ပြောတဲ့မိတ်ဆွေတွေအတွက်ကို ခုနပြောသလိုပဲနှစ်ဦးကစားခဲ့တဲ့နော်ပြန်ကြကနဒီနေ့ထဲမှာ၃ချိန်လာမယ်ဆိုတဲ့စနစ်ကလေးကိုဒါဦးနိုင်ကပြမေးရင်းနဲ့ပေါ့နော်အဲ့တော့ပြန်ကြနဲ့ပတ်သက်ပြီးတော့ကိုကြိုက်တဲ့ကဏ္ဍကိုကိုကလေးနဲ့ကိုဒါထိုးလိုက်ကြပေါ့ဗျာနော်အဲ့တော့ဦးနိုင်